်ဒီပွဲလုပ်ဖို့အတွက်ကိုဆုံးဖြတ်လိုက်တဲ့အချိန်မှာဘယ်သချင်းတွေကိုဘယ်လိုပြန်လုပ်မလဲအာဘယ်သူနဲ့ပြန်ဆိုမလဲအဲ့လိုပေါ့နော်အဲ့လိုပြန်အဲ့အဲ့ဒါတွေကအဆောက်ပေါ့နော်ပြီးတော့ကိုယ့်ရဲ့ဟိုကျမကြီးကိုယ့်ရဲ့ဟို weight တွေကအဆောက်ပြန်ပြီးတော့ adjust ပြန်လုပ်နေရတာပေါ့ဟုတ်ကဲ့အမအေးချမ်းမီတဲ့ရှင်နေရတနင်္ဂနွေနေ့နာနဲ့အရင်အောင်မြင်ခဲ့တဲ့ရှင်နေဟုတ်တယ်။နောက်ရခိုင်ဘုရားမှာလည်းအရင်နှွမ်းမှုမှုရှိခဲ့တယ်ပေါ့နော်။အဲ့တော့ပြည်သက်တိအကုန်လုံးလဲအာ အားရပါရကြည့်ချင်တယ်ဆိုတော့ one lily show အားပေးပါလို့ရခါပြောချင်ပါတယ်။ဟိုအနည်း20လောက်ခါရဲဆိုမဲ့လေလေဟိုအထွေထူးပြောစရာလိုတဲ့ artist မဟုတ်ပါဘူးရှင်။ဒီအမှုပညာရှင်ဆိုတာဟိုအောင်မြင်မှုအတိုင်းတာလည်းအရန်ကြီးမားခဲ့တယ်။သူ့ influence ကလည်းအရန်ဟိုများခဲ့တယ်ပေါ့နော်။ဟိုဒီအရွယ်တန်းပြည်သက်တွေအားလုံးကတော့မဖြစ်မနေဟိုအားလုံးအားပေးကြလိမ့်မယ်လို့100%ယုံကြည်ပါတယ်။ဒီပွဲလုံးလုံးဆုံးဖြတ်လိုက်ခဲ့တော့ကျွန်မဒီမှာရှိတဲ့အမှုပညာရှင် အားလုံးနဲ့ ဟိုအရင်ကအနုပညာရှင်တွေရောအခုအသစ်တွေရောသူတို့ ਨੇ ပေါင်းပြီးတော့ကျွန်မတပွဲပြန်လုပ်ချင်တာပါဒါပေမဲ့လည်းအာပြည်သက်တွေကပြောတာပါเนาะဟိုတကူတကူလေးပဲလုပ်ပါပေါ့เนาะဆိုတော့သူတို့ဖြစ်စေချင်တဲ့အတိုင်းကိုလည်းကျွန်မလုပ်ပေးတယ်ကျွန်မဖြစ်စေချင်တဲ့အချာလုပ်ပါဆိုတော့ကျွန်မလည်းသူတို့ ਨੇ ဆိုချင်တယ်အမ်ဖြစ်နိုင်တော့ဟိုအကုန်လုံးလည်းကျွန်မဆိုချင်တယ်ဘာလို့ဆိုတော့ဟိုသူတို့လည်းကျွန်မကြိုက်တယ်လေဆိုတော့သူတို့ ਨੇ ပြန်လို့ပြဆိုချင်တာလည်းရှိတာပေါ့เนาะမိုးမဆိုးနိုင်မဆိုးဖြစ်ခဲ့တဲ့ အနုပညာရှင်တွေလည်းကျွန်မဒီကနေပြီးတော့ပဲတောင်းပန်ပါတယ်လို့